ပေပေါင်း9000အမြင့်ကတစ်သားတရာကဘာအနီရဲ့ရှိဆောင်တောင်းတက်လမ်းကြောင်းကြောင်းကြာဘူးပါသလားတင်းရဲ့ခြေလမ်းတလမ်းကအတန်းနဲ့ခန္ဓာကိုယ်ကိုအလဲလဲလှုပ်သွားနိုင်နေနေရတင်းနဲ့တင်းမင်းเจ้าမှာတစ်သားပြင်ပြားလေးတစ်ခုပဲချားနေနေရမျိုးပါဒီနေ့မှာတော့ကျွန်တော်တို့နဲ့အတူတူဒီရုပ်နိုင်ငံရဲ့အထင်ကြီးဟွာရှန်တောင်မိုကလူတိုင်းရဲ့ယင်ထိတ်စေတဲ့ကောင်းငင်မုံကပြင်ပြားလမ်းစီကိုခရီးထွက်ကြရအောင်ပါဒီခရီးရဲ့အဓိကမိကုံကတော့တိတ်ကိုရှင်မာရီတင်သွားရဲပါမလားဒီရုပ်နိုင်ငံချမ်းရှိပြည်နယ်မှာရှိတဲ့ဟွာရှန်တောင်ဟာ တာဝဘာသာဝင်တွေအတွက်တော့အလွန်မြင့်မြတ်တဲ့တောင်ကြီး9000တွေကတခုအပါဝင်ဖြစ်ပါသည်။ရှေးခေတ်ကလေးကအေဂရီမင်းနေနဲ့ဘာသာရေးကောင်းဆောင်နေတရားအားထုတ်ကျင့်ကြံခဲ့တဲ့နေရာဖြစ်ပြီးသူ့ရဲ့သမိုင်းကနှစ်ပေါင်း2000ကျော်ရှိလျားကြာခဲ့ပါပြီ။ဒါပေမဲ့ဒီတောင်ကိုကဘာကျော်စီတာကသူ့ရဲ့သမိုင်းတစ်ခုရဲ့အကြောင်းတော့မဟုတ်ပါဘူး။အဲ့တော့ကတော့အန်နီယထူပြောလာတဲ့တောင်တက်လမ်းကြောင်းနေကြောင်းပါပဲ။ဒီလမ်းကိုတင်မင်းတက်မှန်လမ်းလို့တော့မှတင်စားခေါ်ဝေါ်ကြပါသည်။ပြင်များလမ်းစီကိုမရောက်ခင်မှာတော့တင်ဟာစိန်ခေါ်မှုပေါင်းများစွာကိုဖျက်ချော်ရအောင်ပါ။ ကောင်းကင်ဘုံလီကားလို့ခေါ်တဲ့အကြောင်းတောင်ကိုထွင်းပြီးပြုတ်လောက်ထားတဲ့လောကမန်းဆောင်နေတဲ့လီကားတွေတွေကိုအသက်အောင်မီတက်ရပါလိမ့်မယ်။စိမ့်လဲနဂါတောင်ကျော်လို့လည်းခေါ်တဲ့တစ်ဖက်တစ်ချက်ကကြောက်ကပားကြီးတွေနဲ့ကျင်းမြောင်းလာတဲ့တောင်ချောင်းပေါ်ကိုဖျက်ချောက်ရတဲ့အခါမှာတော့တင်းရဲ့နှလုံးခုန်တံကိုတင်းကိုယ်တိုင်ပြန်ကြားနေရမှာပါ။ဒီစိန်ခေါ်မှုတွေအားလုံးကနောက်ဆုံးပန်းနိုင်အတွက်အစပြုခြင်းဖြစ်ပါလိမ့်။နောက်ဆုံးမှာတော့သူ့ရဲ့အဓိကနေရာဖြစ်တဲ့ကောင်းငင်မုံကပြင်ပြလမ်းစီကိုရောက်လာပါပြီ။မြင်အောင်ကြည့်လိုက်ပါ။ပေပေါင်း9000ကျော်မြင့်တဲ့ဒီမန်နေတဲ့တောင်ဆောင်နေရင်ကြီးမှာ တန်တဲ့ရိုက်ထွေထားတဲ့လက်မအနေငယ်လောက်ပဲအကျဲရှိတဲ့တစ်သားပြင်ပြားလေးတွေအဲ့ဒီပေါ်မှာလမ်းလျှောက်နေရတာပါတင်းရတခုရီသောအားကိုးရကတောင်နေရာမှာတက်ဆင်ထားတဲ့တန်ကြိုးတစ်ချောင်းနဲ့ခါမချိတ်ထားတဲ့ဘေးကင်းရေးကြိုးမြင်လေးတစ်ခုပါပဲခြေလမ်းတလမ်းမှားလိုက်တာနဲ့တင်းရောက်မှာပေပေါင်းများစွာနဲ့နေတဲ့ဂျောက်ကဘာကြီးကအစင်သင်းဆောင်ဂျူနီပါရီလေပြင်းတစ်ချက်ကတင်းကိုတိုက်ခတ်သွားတဲ့အခါမှာတစ်သားပြင်ပြားလေးတွေတကြွေကြွေမြည်လာတဲ့အခါမှာတော့တတ်တီအရှိဆုံးဆိုတဲ့လူတော်မှဒူးတုံသွားနိုင်ပါရီဒီထက်ပိုဆိုတာကဒီလမ်းဟာအသွားတလမ်းအပြန်တလမ်းတီးတန်းမဟုတ်ပါဘူး တင်သွားနေတော့မှာပဲတစ်ဖက်ကနေပြန်လာတဲ့သူတွေနဲ့ဒီချင်းမြောင်းလာတဲ့ပြင်ပြားလေးတွေပေါ်မှာပဲကိုကိုယူပြီးတော့ရှောင်းတိန်ရအောင်ပါအဲ့လောက်ထိအသက်ကိုစွန့်စားပြီးတော့ဒီလမ်းကိုဘာကြောင့်ဖြတ်ကြတာလဲဒီလမ်းရဲ့အဆုံးမှာဘာရှိလို့လဲဒီပြင်ပြားလမ်းရဲ့အဆုံးမှာတော့တောင်စုံလေးပေါ်မှာတည်ထားတဲ့တောင်ဟူဘုရားကျောင်းငယ်လေးတစ်ခုရှိပါသည်ရှေးခေတ်ကတရားကျင့်သူတွေဟာလောကီအာယုန်တွေနဲ့အဝေးဆုံးဖြစ်တဲ့ဒီနေရာမှာတရားအားထုတ်ကျင့်ကြံခဲ့ကြပါသည် ဒီနေ့ခေတ်မှာတော့တောင်တက်သမားတွေဟာဒီနေရာကိုရောက်ရင်သူတို့ရဲ့အောင်မြင်မှုကိုအထိမ်းအမှတ်ပြုတဲ့အနေနဲ့စုတောင်းစာရေးထားတဲ့အနီရောင်ဖဲကျိုးလေးတွေအခြေတော်ကလောက်လေးတွေကိုချိတ်ဆွဲပြီးစုတောင်းလေးရှိကြပါသည်။ဒါဟာရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကိုစမ်းသပ်တာတစ်ခုတည်းတည်းမဟုတ်ဖ ೇನೆ ကိုယ့်ရဲ့စိတ်ဓာတ်ခွန်အားနဲ့ကြောက်ရွံ့ခြင်းကိုအောင်းနိုင်ခြင်းဆိုတဲ့စိတ်ပိုင်းဆိုင်ရာခီးတစ်ခုလည်းဖြစ်ပါသည်။ဝါရှန်တောင်ရဲ့ဒီခီးဟာတောင်တက်ခြင်းတစ်ခုမျှသာမဟုတ်ပါဘူး။ဒါဟာသဘာဝတရားရဲ့ကြီးကျယ်ခမ်းနားမှုရှိမှလူသားတွေရဲ့တည်တည်နဲ့ယုံကြည်မှုကိုတည်တည်ပြတဲ့ခီးစဉ်တစ်ခုပါပဲ။ ကိုရဲ့အကြောင်းတရားကိုရင်ဆိုင်ပြီးအမြင့်ဆုံးကိုတက်လန်းရေးသူတွေအတွက်တော့ဒီခီးကပေးတဲ့အတွေ့အကြုံနဲ့အောင်မြင်မှုခံစားချက်ကဘာနည်းမှလေးနိုင်မှာမဟုတ်ပါဘူး။ကဲဒီဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်တွေရောတင်းရဲ့ကန့်သက်ချက်တွေကိုစိန်ခေါ်ပြီးဒီတင်မင်းတမန်လန်းကိုဖျက်ချော်ဖို့တတ်တည်ရှိကြပါသလား။တင်းရဲ့ဖြေကိုကွန်မန့်မှာရေးပေးခဲ့ပါဦး။